မင်းမကြီးခိုင်နေဝိတ်ကိုပတ်စံပြန်တောင်းနေကြပါပြီ။တောင်းတဲ့သူတွေကအများကြီးပဲ။တော့တချို့ကအများကြီးလူထားတဲ့သူတွေပါတယ်။ရော်ရမယ်ဆိုရင်ဒါသိန်းပေါင်းတစ်ပေါင်းလောက်ရော်ရမယ်အနေထားမှာရှိနေတာပါ။မင်းမကြီးခိုင်နေဝိတ်ရဲ့နောက်ကျောင်းတွေအကုန်လုံးကတော့ဖော်ထုတ်ခံလိုက်ရပြီ။သူရဲ့နာယီတွေလက်ကန်အိတ်တွေဟာလည်းသိန်းရာချီတန်တွေကြီးဖြစ်နေတာဖြစ်တဲ့အတွက်နိုင်ငံလုံးကပြည်သူတွေကလည်းခိုင်နေဝိတ်ဟာတနည်းမှဇက်ကတကရရတာ။ဒီကကြတော့သူကနော်ဇာဆက်ရံမင်းသမီးဖြစ်တယ်အဓိကဘယ်နိုင်မင်းသမီးမဟုတ်ဘူး ပြီးတော့ပြင်ပစီးပွားရေးလုပ်ငန်းများစွာလည်းဘာမှမရှိဘူးเนาะလက်ဆုံးလက်ကင်ပြဆရာလို့သူ့မှာဒါဇယုတ်ရှင်ရိုက်တာနဲ့ပြီးတော့ကကြောတော့ဒါကလေးသူငယ်တွေကိုစောင်းရှောက်ပေးပြီးတော့အလူငွေကနေသစ်เนาะရာပတ်ဆိုင်မရှိတယ်ဒါဝတ်သူကเนาะဒါ branded တွေဝတ်ပြပြီးတော့တကယ်ကိုချမ်းသာနေတာเนาะရှီတောင်ရှားမှာလေဒါသိန်းတောင်းချီเนาะချမ်း၁၀ခုကျော်တော့ရှိတယ်တိုင်းနေလေများကြီးပိုင်ဆိုင်ထားရဆိုတော့ဒါမီလီယံနာတောင်ဖြစ်နေဆိုတော့ပြည်သက်တွေကတော့တက်တီဘလူးဖြစ်လို့ချမ်းသာနေရလေ เนาะပြီးတခါကျတော့ဒါအလူသွားပြီးတဲ့အခါမှာလည်းငလင်အလူသွားပြီးတဲ့အခါမှာလည်းမရှိတဲ့ယွာနာမီကိုသတ်ပြီးတော့အင်ချီနော်185ခုကိုဘာညာဘာညာပြီးတယ်နော် OG ကနေသစင်ပြီးတယ်ဘာညာဆိုတော့အဲ့ဒီယွာမာနော်အဲ့ဒီအင်ချီကလည်းမရှိဘူးပြီးတော့အဲ့ဒီယွာနာမီကလည်းမရှိတဲ့ခါကျတော့တကယ်ကိုဒုက္ခရောက်နေတဲ့သူတွေကပါအလူဝင်မမရတဲ့ခါကျတော့ခိုင်းဝင်ကို online ပေါ်မှာထည့်ပေးအကုန်လုံးဖော်ထုတ်လိုက်ကြပြီဖြစ်ပါတယ် ဆိုတော့အခုဟိုအလူရှင်တတော်များများခိုင်နှွေကိုပတ်စံပြန်တောင်းနေကြပါပြီခိုင်နှွေရဲ့လုံရက်ကနော်ဒါလုံးဝကိုမလုံတင်တဲ့လုံရက်တွေဖြစ်တယ်နော် OG တွေကိုပဲပတ်စံသွားပေးတဲ့အရာဖြစ်တယ်နော်တကယ်ဒုက္ခရောက်နေသူတွေမရဘူးသူတို့လေကုသိုလ်လေးရတာမို့ဆိုတော့ပတ်စံပြန်ပေးဆိုပြီးတော့ပြောဆိုနေကြပြီလေဖြစ်ပါတယ် နော်တချို့ကတော့ခိုင်နှုံးဝေကပတ်စံအတုတွေသုံးနေရဆိုပြီးတော့နာမည်အဆက်ခွဲတဲ့သူလေးရှိတယ်။ရိုးပြစ်ပြစ်ခိုင်နှုံးဝေကတော့နော်လောကနိုင်ငံကိုချက်ချက်ခံရင်းနဲ့ပြည်သူတွေအထွတ်နော်ဒါဘဝကိုပြစ်ဆက်ပြီးတော့ကောင်းမှုကုသိုလ်တွေဒါအလှူဒန်းတွေလုပ်နေတာပဲဖြစ်ပါတယ်။ရိုးပြစ်ပြစ်ခိုင်နှုံးဝေကတော့ခိုက်တန့်တွေကြမှာအသိုက်ခိုက်တွေကြားထဲမှာအခုပတ်စံသိန်းတထောင်လောက်ပြန်ယူရမယ့်အနေထားမှာရှိနေတာဖြစ်တဲ့အတွက်အင်မတန်မှစိတ်တော့ကရောက်နေမှာတော့အသေးချာ